ကာမေစုမိစ္ဆာစာရကံဟာအိမ်အောင်ရှိရဲ့လူနဲ့ပြင်မမိမှထိုက်တာမျိုးလားရှင်ဗျာယခုခေတ်လူနေထိုင်မှုပုံစံမျိုးမှာ living together နေလို့ရှင်ရောဒီကံထိုက်ပါသလားနောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပီးတိုင်ယဟန်ဝတ်ခဲ့လို့ရှင်မိမဖြစ်သူကို꽈ရှင်ခွင်ပေးခဲ့စင်ပါသလား꽈ရှင်ခွင်မပေးဘဲယဟန်ပေါက်နဲ့နေနေပါကလည်းအဲ့ဒီယဟန်နဲ့ဒီမိမနဲ့ကအချင်းလင်များဖြစ်မြောက်နေစေလားရှင်ဗျာဟုတ်ပြီ ကမေတုမစ္ဆာစရကဟာအိမ်တော်ရှိတဲ့သူနဲ့ပြမမိမထိုက်ထမျိုးလားဆိုဆောက်ကြဘက်ကကြည့်မယ်အမျိုးသားတွေမပြင်းမှားရမယ်အမျိုးသမီးက20ရှိတယ်မှန်ပါဗျာအအကြမ်းရင်းပြောမယ်ဆိုရင်အမေရဲ့အုတ်ထိန်မှုအောက်မှာရှိတယ်အဖေရဲ့အုတ်ထိန်မှုအောက်မှာရှိတယ်မိဘနှစ်ပါးလုံးရဲ့အုတ်ထိန်မှုအောက်ညီကောင်မောင်နှမတွေရဲ့အုတ်ထိန်မှုဆိုလိုတာကမိသားစုဝင် ဖြစ်လာလို့ရှိရင် တမိသားစုရဲ့ဆောက်ရှောက်မှုလို့ခေါ်တာပဲဒါ responsible ဖြစ်သွားပြီလေဆွေမျိုးတော်လာပြီဆို responsible အဲ့ဒီအပြိုပဲဖြစ်စီယောက်ျားတွေကအမေရဲ့ထိမ့်သိမ်းဆောက်ရှောက်မှုအဖေရဲ့ထိမ့်သိမ်းဆောက်ရှောက်မှုတွေမကင်းသေးတဲ့အမျိုးသမီးတစ်ယောက်နဲ့ပြန်မလို့ရှင်ကမိသမီးဆက်ဆက်ကထိုင်တယ်နောက်တစ်ခါကြတော့မယားဆယ်မျိုးလို့ခေါ်တယ် တဝူကအိမ်တော်ပြုထားတဲ့မျိုးသမီးတွေတနီးနီးနဲ့အိမ်တော်ပြုထားတဲ့မျိုးသမီးက10မျိုးရှိတယ်။အဲဒီ10မျိုးနဲ့ပြမလို့ရှိရင်လေမျိုးသားတွေဟာကပိသမေဆန္ဒကထိုက်တယ်။အမျိုးသမီးဘက်ကနေချိမယ်ဆိုလို့ရှိရင်အမျိုးသမီးတွေဟာကိုယ်နဲ့အိမ်တော်ပြုထားတဲ့ပုဂ္ဂိုလ်ကလွဲပြီးတခြားပုဂ္ဂိုလ်ကပြုမလို့ရှိရင်မျိုးသမီးတွေကကပိသမေဆန္ဒကထိုက်တယ်။ เนาะပုံပုံပြောပုံရဆိုလို့ရှိရင်အမျိုးသားတွေကအိမ်တော်မပြုတ်မချင်းအောင်ဘယ်မျိုးသမီးတွေမှဒီပြင်မလို့မရဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေဟုတ်တယ် unlawful sex relation lawful ဆိုလူတိုင်းလူတိုင်းမှာနိုင်ငံထဲမှာလည်းဥပဒေတွေရှိတယ်လीမှန်ပါသူကထုံတန်းစင်လာအရာထိမြန်ထားတာမဟုတ်ဘဲနဲ့အမိရဲ့အုတ်ထဲမှုအောင်ရှိတဲ့ဖေရဲ့အုတ်ထဲမှုအောင်ရှိတဲ့ဟာတွေနဲ့ဆိုရင်သူကကမေစုမေဆာဆာလို့ပဲခေါ်တယ်။မျိုးသားတွေကပုံများတယ်။တင်ပါ ဒါဖြစ်ရင်ပြည်တန်စာတွေရောအခကြီးဝင်ပေးပြီးတော့ပျော်ပါတာမျိုးじゃအဲ့ဒါတော့လွတ်တဲ့သူကပြည်တန်စာじゃတော့သူကမုဟုတ်တိကလို့ခေါ်တယ်မုဟုတ်တိကလည်းအဖြစ်ရှိတယ်မျိုးသားတွေကအပြစ်လွတ်တာနဲတယ် unlawful မဖြစ်ဖို့ပဲရည်ချီတာပေါ့ဗုဒ္ဓဘာသာရဆိုလို့ရှိရင်အမျိုးသားနဲ့အမျိုးသမီးသဘောတူနေလို့ရှိရင်တော့မှဒီတရားဝင်လက်မထပ်ရသေးမယ်ဖြစ်ဖြစ်မိဘတွေရဲ့အုပ်ထိန်မှုအောက်မှာရှိနေသေးမယ်ဖြစ်ဖြစ်ဒီပြမားမိလို့ရှိရင်ကာမိန်သူမိဆာဆရာကန်ထိုက်တယ်လို့ရှင်ဗျာ သူကတော့မိဘတွေကသဘောတူထားပြီးပြီဆိုရင်တော့သဘောတူချင်းဒီပင်လင်ခွင့်ပြုခြင်းဖြစ်သွားပြီပေါ့